ဝါစုသင်္ကန်းဆိုတာမြတ်စွာဘုရားလက်ထက်တုန်းကသင်္ကန်းကပုံနဲ့ယခုခေတ်သင်္ကန်းကပုံနဲ့နည်းနည်းလေးမတူဖြစ်သွားစာပေအရာပေါ့နော်ခုနကတော့ငါဘုန်းကြီးခြားပြီးတဲ့ပါဠိစာမှာပါတယ်ဝတ္တဝါဒီကစီဝရဝါစုသင်္ကန်းကို ပါဠိလိုအဲ့လိုခေါ်တာပေါ့နော်ဝတ္တဝါတိကစိဝရဆိုတာဝတ္တဆိုတာကမောကာလမောဥတုကိုပြောတာเนาะ မိုးဥရုကလေးလာရှိတာလေလေးလာထဲမှာ ရှေ့သုံးလပေါ့မြတ်စွာဘုရားကရှေ့သုံးလကိုဝါဆိုရမယ်လို့ပြညာလိုက်တာအဲ့ဒါကြောင့်မို့လို့မိုးလေးလာတဲ့ကရှေ့သုံးလဝါဆိုကနေပြီးတော့တည်င်းကျွတ်တိသုံးလကိုဝတ်တာခေါ်တာပေါ့နောက်အာဝတိကအဝတိကဆိုတာကနေတာနော်မိုးသုံးလနေတဲ့သူပေါ့နော် အာဝတိကမှာအာဝတဣကာလို့စကားလုံးကိုဖြတ်လိုက်လို့ရှိရင် အာဝတကနေခြင်းကရိယာယဣကာကပြီးတယ်လို့ခေါ်တာနေပြီးတယ်လို့ခေါ်တာဒါကြောင့်မို့လို့ဖရလက်ထက်တုံးကဝါဇုသင်္ကားဆိုတာဘွာလွင်း၃လနေပြီးတဲ့ယဟန်းကိုလှူတဲ့သင်္ကားနော်ဘွာလွင်း၃လနေပြီးတယ်ဆိုရင်သတင်းကျုံမှလှူရမှာပါနော်ဆိုတော့ဝါဇုပြီးမှဝါကျုံမှ လှူတာဖရာလက်ထက်ကနော်အခုကြတော့ဝါဆိုမှာခြေကိုတိုးပြီးတော့မြန်မာနိုင်ငံမှာကဒကာဒကာမတွေကလှူလိုက်တော့တော့ဝါဆိုလာမှာလှူလိုက်တော့တာအဲ့တော့ဖရာလက်ထက်ကသင်္ကန်းလှူပုံနဲ့ယခုခေတ်မြန်မာနိုင်ငံမှာဒကာဒကာမတွေသင်္ကန်းလှူပုံဟာဘောဟာရအပြင်တော့ဝါဆိုသင်္ကန်းလို့ခေါ်တာပေါ့နော်အဲ့တော့မြန်မာနိုင်ငံမှာခုခေါ်နေတဲ့ဝါဆိုသင်္ကန်းဟာဝါဆိုကာလမှာလှူတဲ့အတွက်ဝါဆိုတဲ့ကိုတော်ကိုလှူတဲ့အတွက် ဝါစုသင်္ကန်းနော်ဒါကမြန်မာနိုင်ငံမှာအခုခေါ်တဲ့အတိတ်ပဲနော်ခုနတော့ကပါဠိက ပြောတဲ့ဝိတဝါတိကဖះလက်ထက်တုန်းကသုံးတဲ့စကားလုံးအရာဆိုရင်ဝါတွင်သုံးလနေပြီးတဲ့ယဟန်ကိုလှူတဲ့သင်္ကန်းကိုဝိတဝါတိကလို့အဲ့လိုထိတ်သွားထွက်သွားအဲ့လိုအတိတ်ပဲဘလို့ဘာလို့ဒီလိုဖြစ်ရတာတုံးဆိုလို့ရှိဖះလက်ထက်တုန်းကဒလိထုံးစာနဲ့ယခုခေတ်မြန်မာနိုင်ငံဒလိထုံးစာ ပြောင်းသွားတယ်အဲ့ဒါကြောင့်အဲ့တော့တခါကြီးတို့ဘုသူတရှိအောင်ပြောရင်တော့ဖခင်လက်ထက်ကယဟန်လေးဘလို့နေကြထိုင်ရတယ်လဲဆိုတာလေးကိုအတိပ္ပယ်သိမှဒီစာရဲ့သဘောကသိမှနော်မြတ်စွာဘုရားလက်ထက်တုန်းကမြတ်စွာဘုရားကိုယ်တိုင်လည်းပဲနေရာတနေရာထဲမှာအတိတ်ကြနေတယ်လို့မရှိဘူးဒိသစာတွေလှဲ့ကြွနော်မြတ်စွာဘုရားလေမြတ်စွာဘုရားကမှဒိသစာတွေလှဲ့ကြွလို့ရှင်ဖခင်ရဲ့တပည့်တန်ခါတွေလည်းအဲ့ဒီလိုပဲ ဒီနေရာတဲ့အမြဲမနေဘူးလှည့်ကြတာဒီနေရာရောက်တဲ့ဒီရွာဆွန်ခန်းစားတဲ့အဲ့ဒီရွာနာမှာရှိတဲ့ကြောင်းမှာတရင်သုံးနေပြီးရင်ဟိုဘက်ကြွားတယ်ဆက်ကြွားအဲ့လိုသွားနေတာနော်အဲ့ဒီလိုကြွားနေတာဖရဲလက်ထက်ကယဟန်နေရာအဲ့လိုအတ္တိတကြမနေဘူးဖရဲလည်းမနေဘူးဒီဝါဆိုရမယ်ဆိုတဲ့သိခါဘောပညာတာကလည်းပဲဖရဲဖြစ်ပြီးကာလစောစောပိုင်းကာလမှာမရှိသေးဘူးဖရဲကိုယ်တိုင်လည်းရှောက်သွားတယ်နော်အဲ့တော့ ဒီဝါစုသင်္ကန်းအကြောင်းပြောမယ်ဆိုရင်ဝါဘာလို့ဆိုရတာလဲဆိုတဲ့အတိပ္ပယ်ကိုသိမှာနော်ဝါစုရဲဆိုတာမိုးမိုးသုံးလနေရာမရွှေ့ဘဲနဲ့နေရတာကြောင်းတကြောင်းတည်းမှာပဲနော်ကြောင်းဝင်းပြီးမဲ့မထွက်ရဘူးကိစ္စမရှိဘဲနဲ့သူထွက်ရင်ဝါကျိုးတယ်ခေါ်တယ်နော်အဲ့ဒါအဲ့ဒါကိုပြောတာနော်အဲ့ဒီဖြစ်လာဖို့သမိုင်းကြောင်းကလည်းပဲအဲ့ဒီတော့ကဟိန္ဒူတွေကိုဗျအခုလည်းပဲဟိန္ဒူတွေပေါ့နော် ဟိန္ဒူတွေရဲ့အယူဆကသစ်ပင်ကိုသူကအသက်ရှိတယ်လို့ယူဆ။အခုလည်းပဲသူတို့သစ်ပင်တွေကိုအသက်ရှိတယ်ခေါ်တယ်။သစ်ပင်ကိုမချိုးမဖဲ့ရအောင်မဖြတ်မတော့အောင်။သစ်ပင်ကိုချိုးလို့ဖြတ်လို့ရှိရင်ဒါအဟိန္ဒာသက်ရှိတတ်တော်ကိုညှင်းဆဲတယ်လို့ခေါ်တယ်။သူအကုသို့အပြစ်ဖြစ်တယ်။ဒါဟိန္ဒူယူဆနော်။မြတ်စွာဘုရားကတော့အဘိဓမ္မာမှာသစ်ပင်ဆိုတာကဟိုရုပ်သက်သက်ပဲရှိတယ်နာမရှိဘူး။ ရုပ်သက်သက်ပဲရှိတဲ့အတွက်နာမရှိတဲ့အတွက်သူ့ကိုတတဝါလို့မသတ်မှတ်ဘူးတတဝါလို့မသတ်မှတ်တဲ့အတွက်ဗုဒ္ဓဘာသာအယူအဆဆိုရင်တိပင်ကိုဟိုချိုးလို့ဖဲ့လို့အပြစ်မရှိဘူးအဲ့မှာဗုဒ္ဓဘာသာနဲ့ဟိန္ဒူနဲ့အယူအဆလေးအဲ့လိုလွဲသွားတယ်နော်အဲ့လိုလွဲသွားတော့ဖះလက်ထက်တုန်းကဒီဟိန္ဒူတွေနဲ့ဗုဒ္ဓဘာသာနဲ့ကနေရတာဟောကမြတ်သောအပြင်မြတ်စွာဘုရားဟောတရားဟောနေတဲ့တရားနာနေတဲ့ပုဂ္ဂိုလ်တွေဟိန္ဒူဘာသာဝင်တွေကိုလိုက်ဟောရတာလေ သူတို့ကိုဗုဒ္ဓဘာသာဖြစ်အောင်ဟောရတာကိုအစာပိုင်းလေသာသနာအစာပိုင်းလေအဲ့ဒီလိုဟောရတာဆိုတော့သူတို့နဲ့စန့်ကျင်လို့ထိတ်တိုက်သွားပြီးတွေ့လို့မရဘူးလေအဲ့လိုတွေ့လို့မရဒီသဘောလေးကိုကိုယ်သိထားရမှာလေအဲ့ဒီတော့ဘလို့ဖြစ်လာတော့ဆိုတော့ဒီရာဒီဥဒ္ဓတာယာတဲ့ဆောင်းလို့ຫນွေလို့မိုးမရွာတဲ့မိုးမရှိတဲ့နှစ်ဥဒ္ဓဆိုရင်ခྱི་သွားရင်ကိစ္စမရှိဘူး မိုးကာလမိုးရွာနေတဲ့အချိန်ရှင်ပြော့ပြော့အချိန်မှာသွားလိုက်လို့ရှိရင်ဒီမြက်ပင်လေးတွေသစ်ပင်လေးတွေနင်းမိတယ်နင်းတဲ့အခါကျတော့အဲ့ဒီနင်းမိတဲ့မြက်ပင်လေးတွေကရှင်နဲ့နစ်သွားတာရှင်နဲ့နစ်သွားတော့အဲ့ဒီသစ်ပင်လေးတွေကသေတာပေါ့နော်သေတော့အဲ့ဒါပြဿနာကဘလို့ဖြစ်တုံဆိုတော့ယဟန်တော်တွေကအဲ့လိုတော့အတန်းလိုက်ကြီးလက်ကွင်းတစ်ခုကိုဖြတ်ပြီးတော့ကြွားသွားတယ်မိုးရွှဲမှာမိုးရွာပြီးတဲ့အချိန်ပေါ့နော်ရှင်ပြောတဲ့အချိန်ကြွားသွားတော့အဲ့ဒီကိုတော်လေးနင်းတဲ့နေရာတော့ရှောက်ကြည့်ရ ကောပင်တွေတစ်ပင်တွေအကုန်လုံးသေးနေတာသေးနေတော့အဲ့ဒီခိန္ဓုဘာသာဝင်တွေမြင်တာဟာတစ်ပင်တွေသေးနေပြီရွှွင့်နေတဲ့မှာဒါဘသူဘသူကြောင့်ဖြစ်တာတော့ဆိုအာယဟန်ကောရမရဲ့တပည့်ယဟန်ဒီအဲ့ဒီလိုပဲသူတို့ကမိုးရံကာလာကြီးလည်းပဲရှောက်ပြီးတော့သွားတာအဲ့တစ်ပင်တွေလည်းရှောက်နေတာအဲ့လိုလင်းချေသွားတဲ့အတွက်တစ်ပင်တွေသေချေပျက်စီးကုန်တယ်ဆိုပြီးတော့သူဘုရားဘာသာဘုန်းကြီးတွေကိုယဟန်ကောရမတပည့်ပေါ့နော်ယန်ကြီးကောရမတော့ယန်ကြီးကောရမခေါ်တာလေ မဟာတမနာလို့ခေါ်တာကိုရန်ကြီးဂေါရမရဲ့တပည့်တွေအဲ့ဒီလိုလှုပ်လာလို့ကဲ့ရတာအဲ့ဒီကဲ့ရတဲ့ဇကားကိုမြတ်စွာဘုရားကကြားတော့ဟိုသစ်ပင်ကတော့အသက်မရှိဘူးဆိုတာဘုရားလည်းသိတယ်လေသစ်ပင်နင်းလို့တော့အပြစ်မရှိဘူးလေသို့တော်လည်းပဲဒီသစ်ပင်ကိုနင်းလိုက်တဲ့အတွက်သူတို့ကအသက်ရှိတယ်လို့ယူဆထားတဲ့အတွက်အပြစ်ရှိတယ်လို့ယူဆထားတဲ့အတွက်ယဟန်တွေကိုကဲ့ရလို့ရှိရင်ကဲ့ရတဲ့သူမှသွားပြီးတော့အပြစ်ဖြစ်နိုင်တယ်အဲ့တော့သူတို့ကမကဲ့ရဲအောင်သူတို့အပြစ်မဖြစ်အောင် ဒါရှောင်းသိမ့်တယ်လို့မြတ်စွာဘုရားကယဟန်တွေကိုအဲ့လိုမိတ်တာ။ဘုရားစွာဘုရားကဘယ်လိုပြောတုံးဆိုတော့ယဟန်တို့တဲ့ဒီငှက်ကလေးတွေတောင်မှတိရိစ္ဆာငှက်လေးတွေတောင်မှမိုးတွင်းဆိုလို့ရှိရင်အတိုက်ဆောက်ပြီးတော့ဟိုမိုးခိုးကြတာပဲတဲ့နော်ကိုယ်အတိုက်လေးတွေကိုလည်းဘယ်မှမထွက်ဖ ೇನೆ လေ။သူပျော်စိတ်ကလေးတွေပါလေးလေးလည်းရှိပါလားမိုးတွင်းဆိုလို့ရှိရင်သူတို့အစာလေးတွေလှောင်းပြီးတော့လေအပြင်းမထွက်ဖ ೇನೆ တွန်းထဲမှာပဲအောင့်နေကြတာလေ။အေးတိရိစ္ဆာလေးတွေတောင်မှအဲ့ဒီလိုမိုးတွင်းကာလမှာ အပြင်မလွမသွားဘဲနဲ့တနေရာထဲမှာကိန်းအောင်မီနေသေးတာပဲတဲ့အဲ့တော့ငါတို့လည်းပဲမိုးတွင်းမှာမိုးဥတုလေးလမှာရှေ့သုံးလလောက်ကတော့တနေရာထဲမှာကိန်းအောင်တဲ့နေအဲ့ဒါကြောင့်မလို့မင်းတို့မိုးဥတုမှာဝါဇူလာပြည့်နော်လာပြည့်ကျော်တရေဆိုလို့ရှိရင်ဒါမိုးဥတုစပြီပေါ့နော်မိုးဥတုစပြီအဲ့ဒီကနေပြီးတော့သုံးလတိတိပေါ့တရင်ကျော်လာပြည့်တိအောင်တနေရာထဲမှာမင်းတို့နေရာဆိုပြီးတော့သိက္ခာပုပညာတာအဲ့ဒါနောက်နောက်ပိုင်းမှာနောက်ဖျားဖြစ်ပြီးနောက်ပိုင်းရမှာနော် အဲ့ဒီမှာတိတ်ခါဘောပြင်ရလိုက်တဲ့ခံဖြစ်သွားတယ်။အဲ့ဒီလိုဖြစ်သွားတဲ့ခါကျတော့ယဟန်နေမှာဘလို့ဖြစ်တုံဆိုတော့မြတ်စွာဘုရားကပထမစောစောပိုင်းတုန်းကတော့တိတိပိယင်ဝါဒပိယင်မှာလည်းပဲကြောက်အမှန်နဲ့သတင်းသုံးပြီးယဟန်တရားအထုတ်ခေါင်းတယ်လို့ပြောခဲ့တာကိုနော်တိတိပိယင်ဝါဒပိယင်ဆိုတာတိပိယင်အောင်နေတာလေခြုံနေတယ်မှနေတယ်မြတ်စွာဘုရားကလည်းအဲ့လိုလေခဲ့တာကိုဒါပေမဲ့ခုမိုးခိုရတော့မိုးခိုရင်အမိုးနဲ့အကာကြောင်းလို့လာတယ်နော်အဲကြောင်းလို့လာတယ်အဲ့တော့ ဝါဆိုမယ်ဆိုရင် အမိုးအကာရှိတဲ့ကြောင်းရှိမှဝါဆိုလို့ရတယ်အမိုးအကာမရှိတဲ့အခုတိတိပင်ဝါရပင်ရင်မှဝါဆိုလို့မရအဲတိတ်ခါဘောအဲ့လိုဖြစ်သွားတယ်နော်တိတ်ခါဘောဖြစ်သွားတယ်အဲ့တော့ယဟန်ဒီမှာဘယ်လိုဖြစ်လာတော့ဆိုရင်ဝါဆိုတော့မယ်ဆိုရင်ဝါဆိုဖို့အတွက်အမိုးအကာရှိတဲ့ကြောင်းကိုရှာတယ်နော်ကြောင်းရှာပြီးတော့ကြောင်းရှာလို့ရှင်အဲ့ဒီကြောင်းနဲ့နီနီနာလာဆုံးခံလို့ရမယ်ရက်ွက်ဆုံးခံရက်ွက်ဘောဇတကံလို့ခေါ်တာပေါ့ဆုံးခံလို့ရမယ်ရက်ွက် ကြားတယ်ဘုဆုံးမကန်ဆုံးခံလို့မရတဲ့ရက်ွက်တော့ွားဆိုရင်ကိုဆုံးရှာဆုံးဆုံးပြည့်တနာတွေ့မှာပေါ့အဲ့တော့ဖះလက်ထက်ကယဟန်တွေကဝါဆိုကနီးပြီးဟိုနေုံလားပြည့်ရောဝါဆိုလာဆောင်လို့ဆိုရှင် ကြောင်းရှာရတယ်ဂောဆတကန်ရှာရနော်အဲ့ဒီလိုရှာအဲ့ဒီလိုလေတာဖြစ်လာဖြစ်လာတဲ့အခါကျတော့ဒကာဒကမတွေကဒီမြတ်စွာဘုရားရဲ့သိက္ခာပုပ်ပြည့်ညတ်ထားတာကိုလည်းပဲသိတယ်ဟုတ်လားဗုဒ္ဓဘာသာယဟန်တော်တွေဟာ မိုးသုံးလမိုးခေါ်ရတယ်ဆိုတာကလည်းသိတဲ့ခါကျတော့ဟိုကြီးညိုတဲ့ဘုရားဘာသာတက္ကရာကမတွေကကိုတတ်နိုင်တယ်လို့ကိုရွာနဲ့အနီးအနားမှာကြောင်းလေးတွေဟိုတပားတက်နိုင်ရင်လည်းတပားနေကြောင်းပေါ့လင်းငါးပါးနေလည်းလင်းငါးပါးကြောင်းလေးတွေဆောက်ပြီးတော့လှူရတာလှူကြတဲ့ခါကျတော့ယဟန်တော်တွေကမိုးဥဒုနီးလာပြီးဆိုရင်ကြောင်းရှာတဲ့ခါကျတော့အာဘေရွာနားမှာတော့ကြောင်းတွေရှိတယ်အဲ့ဒီကိုကြွကြွပြီးလို့ချင်းအဲ့ဒီကြောင်းမှာဝါကတ်မယ်ပြီးရင်အဲ့ဒီရွာမှာဆွန့်ခံမယ် ောဂောဇရကပြုပြီးတော့နေတာပေါ့နော်အဲ့ဒီလိုနေတဲ့ခါကျတော့အဲ့ဒီရွာသူရွာသားတွေတက္ကရကမတွေကဒီနှစ်ငရုရွာနာမှာငရုရွာကိုဂောဇရကံပြုပြီးတော့ဝါဆိုတာယဟန်ဘယ်နှပါးရှိတယ်ဆယ်ပါးရှိတယ်ဆယ်ငါးပါးရှိတယ်ဘာနဲ့ဆယ်ရှိတယ်ပေါ့နော်အဲ့ဒီလိုသူကသိသိပြီးတဲ့ခါကျတော့မှကိုရွာတဲ့မနဲ့လင်းရင်ဆုံးကကြွလာရင်ဆုံးလောင်းတယ်ကိုရွာဝါဆိုတဲ့ကိုတော့သင်္ကန်းမရှိဘူးဆိုရင်သင်္ကန်းလှူတယ် ်တပိတ်မရှိဘူးဆိုတပိတ်လူတယ်ဓိပနမရှိဘူးဆိုရင်ဓိပနလူတယ်အလေးထားအဲ့ဒီမှာဖြစ်လာနော်အဲ့လိုဖြစ်လာတာဒါအလေးထားနော်အဲ့တော့ကိုယ်ရွာဝါကတ်တဲ့ကိုယ်ရွာကိုအမိပြုပြီးတော့ခောစရကံပြုပြီးတော့နေတဲ့ကိုတော်ဟာဒါကိုယ်ရွာကိုတော်ပဲလေအဲကိုယ်ရွာကိုတော်သင်္ကန်းတို့ဓိတို့ဖဏတို့တပိတ်တို့ဟိုမညှို့နှံ့ရအောင်မစင်ရဲအောင်ထောက်ပံ့ဖို့ဒကာရကမတွေမှာတာဝန်ရှိတယ်ဆိုပြီးတော့ဒကာရမတွေကသူ့အတူတရားတရားနဲ့လှူတာ အဲ့ဒီလိုလှူပြီးတော့အဲ့လိုလူရာကနေပြီးတော့ပရင်ကျုပ်ပြီးဆိုရင်ကိုတော်လေးကကြွကြတော့ဒေသစာလေးလှည့်တော့မှာနော်ကြွပြီးဆိုလို့ရှိရင်ငါတို့ရွာမှာဝါကတ်တဲ့ကိုတော်ဟာအခုဒေသစာတွေတရင်ကျုပ်ရင်သူတွားတော့မှာတွားလို့ရှိရင်သင်္ကန်းလေးလည်းပဲအစ်စ်ကလေးနဲ့အတ္တရရလေးပေါ့တပိတ်လေးလည်းအကောင်းလေးနဲ့ထီးလေးဖနာလေးလည်းအကောင်းလေးနဲ့ပြည့်ပြည့်စုံစုံလေးနဲ့တွားလို့ရှိရင်သူခရီးတွားတဲ့နေရာရောက်တဲ့နေရာမှာလည်းပဲဟုတ်လားသင်္ကန်းလေးတိတ်တိတ်လွန်လွန်နဲ့တပိတ်ကောင်းလေးနဲ့ဆိုလို့ရှိရင် ရောက်တဲ့နေရာရရွာတက္ကရာကမတွေမြင်တဲ့နေရာကဩဒါဒီရွာမှာဝါကတ်တဲ့ကိုတော်တွေကခြေစမ်းသင်္ကန်းလေးတွေနဲ့အကောင်လေးတွေနဲ့ဒွေလေးတွေနဲ့အကောင်လေးတွေတီလီဖနာလေးတွေကောင်လေးတွေနဲ့ဩရွာသူရွာသားတွေကရဟန်းတွေကိုဂယုစိုက်တယ်ဒီလိုသိလာတာလေအဲ့ဒီလိုသိလာမှာဖြစ်တဲ့အတွေ့ကိုရွာဝါကတ်တဲ့ကိုတော်တွေဝါကျုပ်လို့ဒေသစာတွေကြွတော့မယ်ဆိုလို့ရှိရင်အထူးတလဲလှူကြတာအဲ့ဒါဝါစုတန်ငန်းဖြစ်လာဒါကြောင့်နော်ဝါစုတန်ငန်းဖြစ်လာတာ ဟိုဖရဲလက်ထက်ကအဲ့ဒီတိုင်းလှူတာနော်ဟိုတကယ်တော့သူစာအလိုဆိုရင်သင်္ကန်းနေမဟုတ်ဘူးအဲ့ဒီတပိတ်တို့ထီတို့ဖဏတ်တို့ဟာစာကိုရွာဝါကိုဝါကတ်တကိုတော့သူ့လိုလက်ပစ္စည်းပေါ့ရှင်းတော့ဟိုရှင်းတော့အဲ့လိုပဲလှူတာပဲလေနော်အဲ့ဒီလိုလှူရာကနေပြီးတော့ဝါစုံသင်္ကန်းဆိုတာဖြစ်လာဒါကြောင့်မို့လို့ရသော်ဖရဲကဝိတ္တဝါတိကစီဝရကိုရွာဝါကတ်တဲ့ဝါသုံးလမပြတ်အောင်နေတဲ့ကိုတော်ကိုလှူတဲ့သင်္ကန်းကိုဝါစုံသင်္ကန်း ဝိသဝတိကစီဝရဆိုတော့ဝါစုသင်္ကဆိုပြီးတော့လူတာနော်လူတာအဲ့ဒါကြောင့်မလို့ဝိသဝတိကစီဝရလို့နာမည်တက်ပြီးတော့လူလို့ရှိရင်ဝါကျွတ်တဲ့ကိုတော်ကိုလူတာဖြစ်တဲ့အတွေ့တဲ့မြတ်စွာဘုရားကလာလူလို့ရှိရင်အလူခန်းထားပြီးရင်ဝါကျွတ်မဝဲတဲ့သင်္ကကိုသိတာလို့ပြောတာနော်အဲ့ဒါယူကြွရင်လည်းယူသွားလို့ရတယ်ယူသွားလို့ရတယ်နော်အဲ့ဒီလိုရှိတယ် အဲ့ဒါဝါစုသင်္ကန်းဆိုတာအဲ့ဒီလိုဖြစ်လာအဲ့တော့ဝါစုသင်္ကန်းဖြစ်လာပုံကိုတမိုင်းကြောင်းကိုကြည့်လိုက်လို့ရှိတရားရကမတွေရဲ့တရားတရားနဲ့ဖြစ်လာတဲ့သင်္ကန်းဘသူကမှပြောလို့ခေါ်လို့မဟုတ်ဘုရားပြောလို့လည်းမဟုတ်ဘုရားလည်းမပြောဘူးနော်အဲ့ဒါကြောင့်မို့လို့ဝါစုသင်္ကန်းနဲ့ကထိန်သင်္ကန်းနှစ်ခုကိုရှင်လိုက်လို့ရှိရင်ဘာချက်လက်တွေတွေ့တွေ့လို့ဆိုတော့ကထိန်မှာကမြတ်စွာဘုရားပြည့်ညတ်လို့ဖြစ်လာတာဖြစ်တဲ့အတွက် ကထိန်လှူရမယ့်ကာလကိုမြတ်စွာဘုရားကတတ်မှတ်ပြီးတလအတွင်းဒီနော်တရင်ကျော်လာပြီးရတရက်ကနေသံမုံလာပြီးဒီတလအတွင်းခင်ရမယ်လို့ရက်တတ်မှတ်ပြီးတယ်ဝါစုတင်ကမှမြတ်စွာဘုရားကဘေရက်ကနေဘေရက်လှူလို့တတ်မှတ်တာမရှိဘူးဝီနေမှာနော်မရှိဘူးနောက်တစ်ခါကထိန်မှာဆိုရင်တစ်ချိန်ပဲခင်းကုန်ရှိတယ်ဝါစုတင်ကခါဗလကြိန်လှူလို့ဘာမှမဖြစ်ပြားတယ်မပြောဘူးလေဘုရားကဗလကြိန်လုံးမပြောဘူးလေနော်မပြောဘူးနောက်တစ်ခါကထိန်မှာဆိုရင် သင်္ကန်း၃တယ်ပေါ့သင်္ကန်း၃တယ်ဆိုတာနှစ်ထပ်သင်္ကန်းရဲ့ဧကတိရဲ့တင့်မှန်ရဲ့၃တယ်တဲ့ကတထဲတဲ့နဲ့ခင်းရမယ်လို့ပြောတာတထဲပဲပြောတာမြတ်စွာဘုရားအဲ့၃တယ်တဲ့ကကြိုက်တဲ့အထက်တထဲနဲ့ခင်းနဲ့ဝါစုသင်္ကန်းကြတော့မပြောဘူးမပြောတဲ့အတွက်ဘယ်နှဆုံးလှုပ်လို့ရလဲနော်သင်္ကန်းအရေးအတွက်လည်းမပြောဘူးသင်္ကန်းအမျိုးအစားလည်းမပြောဘူးဗျာသင်္ကန်းလှူရမယ်အချိန်ကာလလည်းမပြောဘူးအကျိန်အရေးအတွက်လည်းမပြောဘူးမပြောတဲ့အတွက်ဝါစုသင်္ကန်းဟာမြတ်စွာဘုရားကအဲ့ဒီလိုတတ်မှမပေးလိုက်တဲ့ အတွေ့ဖះလက်ထက်တုန်းကတော့သတင်းကျွမဟောလာဝါကျွမလှူတဲ့သင်္ကန်းဟာတဖြည်းဖြည်းချင်းနဲ့တိုး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 လာတာဝါဆွေရောက်လာနော်ဝါဆွေရောက်လာအဲ့ဒါလေးကိုလည်းပဲစာပေမှာတော့အတိကြတော့မပြောဘူးပေါ့နော်ဟိုဘုန်းကြီးစဉ်းစားကြည့်တာဘာလို့ရှိဒီကိုဒီကောင်တိုးလာရတာလဲပေါ့နော်ရှိကိုတိုးလာရခြင်းအကြောင်းရင်းကဖះလက်ထက်တုန်းကယဟန်နေရတိစီဝရိဆောင်လို့ခေါ်သင်္ကန်း၃၀ပဲထားတာအပေါ်မထားဘူးအဲ့လိုနေတာ 等下罗马，罗马出来，我们一个地方是不水，一个地方是不看呐？再买没事，再买买不看呐？喏，没事嘛，不看呐。水没事，没有等下那流量，我们弄了点东西来水，阿那个伊叫我等下弄了点东西的，阿就这边朋友话说话，说的，阿罗贝拉，喏，阿罗贝拉，他朋友在讲喏，阿拉这是我的上，叫啥子个？米阿吉古，阿里卡加罗，他讲那个，他人家国土阿罗列卡加罗，国一样东西啊。 度差罗，定 enga 比宗尼哟。我 doan 老 jam 啊，度咧 kaja 罗，co 定 enga abe kaya 哟。al abe 嘛 kaya 哦，so 布达度定 enga uong uong 苏维亚卡尼比罗，shin do 布达比罗，then yoga 尼瓦苏 yo 拉来罗，达罗 nga do 吉拉，sa 比罗 daya 嘛 yo。阿里卢皮罗，喏，阿里罗瓦苏定 enga 苏拉，nyaswapi 阿卡比 nyas 卢皮罗，定 enga 嘛 ho 古，thakara 伽玛里，thradia 阿利奥 swapsi 罗定 enga 卢，阿里卢 tamaya。 နော်ဒကာဒကမတွေကဘလို့တရားတရားဖြစ်တာတော့ဆိုတော့ကိုယ်ရောခောစရကံပြုပြီးတော့ဝါကတ်တဲ့ကိုတော့ဟုတ်လားသင်္ကန်းမနွမ်းပါရအောင်လှူတာပဲအဲ့တော့ခမရတို့လည်းပဲဒါမန္တလေးမြို့ကျွတ်ရတယ်မန္တလေးဝါကတ်တာပဲလေမန္တလေးမြို့မိပြီးပြီးတော့ဝါကတ်တဲ့ကိုတော့ဒီကိုမန္တလေးမြို့သူဒကာဒကမတွေကလှူတာလေအဲ့အဲ့ဒါနဲ့သွားတူတယ်ဖခင်လည်းတက်ကံနဲ့ကိုတူတယ်နော်ကိုမြို့ကိုရွာကိုဝါဆိုတဲ့ကိုတော့ဒီသင်္ကန်းမရှာပါအောင်ဆိုပြီးတော့လှူတာနော်အဲ့တော့ဖခင်လက်ထက်၃ရက် ယဟန်ဒီရဲ့နေပုံထိုင်ပုံ အခြေအနေတွေကိုသိမှဟိုသင်္ကန်းလူရတဲ့အသေးပဲကသဘောပေါက်တာနောက်ပြီးအဲ့ဒီတုန်းကဟိုဖះလက်ထက်တုန်းကသင်္ကန်းကလည်းရှားတယ်ခုလိုမပေါ်ဘူးနော်မပေါ်ဘူးမယ်ရေတော့ဘုံကြီးတယ်ဆိုလို့ဘုံကြီးတယ်ဆိုတာငါတို့ခေဘုံကြီးတယ်မမေးတော့ဖះလက်ထက်ကယဟန်ဒီဘုံကြီးတယ်ဆိုတာအခုခေဘုံကြီးတယ်ကျွန်တော်ပြောပြောပြောတယ်အခုခေဘုံကြီးတယ်မမေးဘူးလို့အခုခေဘုံကြီးတယ်ဒါပေါ်တာနော်သင်္ကန်းလည်းပေါ်လာတပိတ်ကလည်းပေါ်လာပြီးတော့ပေါ်ယုံလည်းမဟုတ်ဘူးဘာသွားကွာတော့ဖះက 搬到过在俺过，昆明了。搬到过在俺说了，路里么路金路，乱边来的，顺边来的，外这个高皮的嘛，求手皮的我也拿过。没路嘛么路金路，好了，一路、好路，双双边来的，外国个果个臭皮的嘛，求皮的我也拿上个罗，等下不老干嘛喽？在哪里？没得你看嘛嘛？喏，都那个外地的娃，每个路中间的嘛麻烦嘞，喏。 ကြည်လို့မဟုတ်ဘူးလေနိုင်လုံးကြီးမဟုတ်ဘူးလေအဲ့တော့သူလူတွေကအဟောင်းကိုမှချို့ဝေးရတော့ကိုတော်လေးသင်္ကန်းကမခိုင်ဘူးမကြဘူးခဏခဏကြီးတယ်စုတ်တယ်နော်ကြီးတော့စုတ်တော့သင်္ကန်းလိုတာပေါ့အဲ့တော့ဖះလက်တဲ့တုံးကသင်္ကန်းကရှားတယ်ရပြန်တော့လည်းသင်္ကန်းကမခိုင်ဘူးအခုငါတို့ဒီသင်္ကန်းတခါကြီးတို့လှူထွက်တဲ့သင်္ကန်းမျိုးစင်တဝက်လိုက်ရင်အနည်းဆုံး၅နှစ်ကတော့ဒါလေးဝေးလို့ရတယ်နော်အဲ့လိုကွာတာအဲ့လိုကွာအဲအဲ့ဒါကြောင့်မို့လို့ဖះလက်တဲ့တုံးက အခြေအနေနဲ့ယခုကိအခြေအနေနဲ့ကခေတ်ကာလချင်းမတူတော့နော်ယဟန်တရားလည်းပဲဟိုတုန်းကလည်းမဟုတ်တော့ဘူးကိုကတကြောင်တည်းနေကြတဲ့ခါကျတော့ဒဂရကမလည်းရင်းနေပြီတာနော်ကိုတော့အဲ့လိုမသိဘူးဒဂရကမလည်းဒဂရကမလည်းပဲဘုန်းကြီးရဲ့လို့မဟုတ်ဘူးចောင်းဆောက်တာပဲဘုန်းကြီးပြပြဘုရားတော်တော့တက်နေပဲသတန်ကြီးကចောင်းခေါ်တာလေတက်နေပဲအဲ့ဒီနေတဲ့ចောင်းတဲ့ငန်းလှူတာပဲဘယ်ဘုန်းကြီးညာဘုန်းကြီးလို့သူမလတ်မဘူးဖျက်လိုက်တဲ့ခါလေအဲ့ဒီဟာတန်ကြီးကလှူဆိုတာတကယ်တန်ကြီးကစစ်တာဘုရားလက်ထက်ကနော် တန်ကြီးကအစစ်ပဲပါဇက်ကမဆိုလဲပဲတန်ကြီးကအစစ်ပဲနော်ဖះသားတော်ဆိုတဲ့အနေနဲ့သူကလှူတာလေတန်ကြီးကအဲ့ဒါဝါစုသင်္ကန်းဆိုတာအဲ့ဒီလိုဖြစ်တာတကကြီးကနော်အဲဟောအဲ့လိုသိလိုက်တဲ့မှာကမဩဝါစုသင်္ကန်းဆိုတာဒီလိုအဓိပ္ပာယ်ရှိတာဟုတ်တယ်မလားအဲအဲ့ဒီလိုအဓိပ္ပာယ်ရှိတဲ့သင်္ကန်းငါတို့လှူရတယ်ဆိုတော့ပို့ပြီးတော့ဟိုပြင်ညိုစိတ်ကောင်းကောင်းတာပေါ့ဟုတ်တယ်မလားအဲကိုင်းလို့အဲ့ဒါလည်းနဲ့ရေလက်ကြလှူအောင်လို့ရေစက်ခွက်ကဓမ္မကြီးလို့ရေစက်ခွက်က